ဝမ်ချန်နယ်ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဝမ်ချန်နယ်ကနေပြီးတော့အပတ်စဉ်အယူတော်မင်္ဂလာဟောဆန်းနေတဲ့လမ်းစဉ်ရေတရားတွေကိုထုတ်လွှင့်ပေးနေရှိပါတယ်ကျွန်တော်တို့ဗမင်းသိန်းခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်ဒီဘက်မလ26ရက်ကနေပြီးတော့ဧပြီလ10ရက်နေ့အထိစနေနေ့မွေးဖွားသူများစနေသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီဘက်တာအတွင်းမှာတော့စနေနေ့မွေးဖွားသူတွေဟာကြံစီသမျှကိုယ့်ရဲ့ကြံစီသမျှအကောင်းသောကြံစီသမျှတွေကျွန်တော်အောင်မြင်မဲ့ရက်တွေဖြစ်တယ်တိုးတက်မှုတွေကျွန်တော်ရရှိမဲ့ရက်တွေဖြစ်တယ် ကိုယ့်ရဲ့အချိန်ဝါတွေကိုယ့်ရဲ့ပါဝါတွေကျွန်တော်မြင်မှားလာမယ့်ရက်တွေဖြစ်တယ်အဲ့လိုတခုဆိုလဲကိုကိုယူသေးခံရတာမျိုးယူသေးခံရမှုကိုခံရမဲ့ရက်တွေကိုကိုယူသေးမှုပြုမဲ့ရက်တွေဖြစ်တယ်အဲ့တော့ပြောရမယ်ဆိုရင်တော့ဒီလိုရံမျိုးတွေမှာစနေနေ့မွေးဖွားသူတွေဟာကိုနီးကိုဟန်နဲ့မျောလင်းထားတဲ့မြတွေကျွန်တော်တို့အကောင့်တွေပေါ်လာပြီးအောင်မြင်မှုရမဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်မှာပဲစနေနေ့မွေးဖွားသူတွေဟာတကိစ္စတွေလုံးမလဲအရေးကြီးတဲ့ကိစ္စတွေစတင်ပြုမှုပြောဆိုလောက်ကင်မလားစီးပွားတွေကျွန်တော်တို့တိုးချက်မလားလုံးမယ်ဆိုလဲကျွန်တော်တို့အချိန်မဆွဲပဲလုံးတဲ့အလုံးမယ်ဆိုလဲကျွန်တော်တို့အောင်မြင်မဲ့ရက်တွေဖြစ်တယ် ဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်တို့စနေနေ့မွေးဖွားသူတွေဟာဘာတွေနဲ့ပတ်သက်ရင်ကိုယ့်အတွက်ပိုပြီးအကျိုးရှိလဲဘာတွေနဲ့ပတ်သက်ရင်ကိုယ့်အတွက်ပိုကောင်းလဲဆိုတော့ကျွန်တော်အဝန်ထမ်းတဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေထီလိုဖက်နဲ့တို့ဓာတ်ပုံတို့လျှက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလူမျိုးကြားဘာသာကြားနိုင်ငံကြားနဲ့ပတ်သက်တဲ့ကိစ္စတွေဓာတုပိဒါပစ္စည်းတွေဓာတ်တုပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေမြေတို့အမွေတို့ဖုန်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပညာရေးဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပဲတို့ကျွန်တော်ပြောင်းလို့ဖရဲတို့ပွဲဝင်ပွဲစားပုံစံလုပ်ရမယ့်ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာစနေနေ့မွေးဖွားသူတွေဟာပိုပြီးတော့ကျွန်တော်အကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ် ်ပါတယ်အဲ့တော့အဲ့ဒါလေးကတော့ကျွန်တော်တို့အကျိုးရှိအောင်မြင်ပြီးဘယ်လုပ်ငန်းပဲကိစ္စတွေနဲ့ဆိုရင်တော့ကျွန်တော်တို့တတိထားပြီးလုပ်ငန်းဆောင်ရွက်တင်လဲဆိုတော့ကျွန်တော်တို့တော်တန်တည်တဲ့ပတ်သက်တဲ့ကိစ္စတွေအတိအနံနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေခီးသွားပြီးလုပ်ရမယ့်ကိစ္စမျိုးတွေအတန်တို့ဂီတလို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကြောက်တို့ကားတို့ငါးတို့ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလူမင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကုန်းတို့ခြံတို့ကိုင်းတို့ငရုတ်တို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာစနေနေ့မွေးဖွားသူတွေဟာတတိထားပြီးကျွန်တော်တို့လုပ်ငန်းဆောင်ရွက်တင်တဲ့ကိစ္စတွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေအတွင်းမှာတော့စနေနေ့မွေးဖွားသူတွေကကျွန်တော်ရောင်းနေတဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်ရောင်းထွက်ခြင်းနဲ့ဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်တခွားညွန့်တော့ရှားရတယ်တခွားညွန့်နှစ်ညွန့်နဲ့ကိုရောင်းနေတဲ့ပစ္စည်းတွေကိုကျွန်တော်တို့ထိရိုက်ခောက်ပြီးမှဆိုရင်ဒီလိုရမျိုးတွေမှာဝယ်မဲ့သူအများလာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့အင်တော်ရှင်တွေဖို့ကျွန်တော်ညှိမြာနိုင်မြာတွေဖြစ်တက်ပြီးတော့ချစ်သူကြီးစားတွေဖို့လည်းကျွန်တော်တယောက်နဲ့တယောက်ကျွန်တော်တို့လမ်းခွဲရတတ်တဲ့အချိန်နောက်ဆုံးအောင်သွားရတဲ့အချိန်တွေကျွန်တော်ဖြစ်နေတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေအတွင်းရဲ့စနေနေ့မွေးဖွားသူတွေအနေနဲ့အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေ ခဏနံပါတ်တွေ၃မယ်လို့ကျွန်တော်ဟိုချိန်ချမယ်လို့ရွေးချယ်မယ်လို့ဆိုရင်အကျိုးပေးကံကောင်းစေတဲ့ခဏနံပါတ်တွေအား၃ညနှစ်၅ခွန်ဆိုတဲ့ခဏနံပါတ်တွေအားဒီလိုရမျိုးတွေမှာစနေနေ့မွေးဖွားသူတွေအနေနဲ့အကျိုးပေးကံကောင်းစေတဲ့ခဏနံပါတ်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွင်ရဲ့ကျမ်းမာရေးတတိထားမဲ့ကျမ်းမာရေးကျွန်တော်ဘာလို့တတိထားရဆိုခါချီနဲ့ပတ်သက်တာလေးတွေခါနဲ့ပတ်သက်တာလေးတွေကျွန်တော်ချီနဲ့ပတ်သက်တာလေးတွေတတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရမျိုးတွေမှာ စနေနေ့မွေးဖွားသူတွေဟာကိုယ့်ရဲ့အခိုင်အညာရှိလို့ကိုယ့်ရဲ့တခုအထင်းတော်ရှိတဲ့ဟာလေးတွေကိုယ့်ရဲ့အခိုင်အညာရှိတာလေးတွေကျွန်တော်ကြေပြောင်းချင်တယ်ဆိုရင်တော့ဘာလုပ်အောင်လဲဆိုတော့ကျွန်တော်အဖိုးကိုအဖွားကိုကျွန်တော်တကြား20တန်းလောက်နဲ့ကိုတက်နိုင်တဲ့ကျွန်တော်ပတ်ဆက်လေးနဲ့ကျွန်တော်လှူပြီးတော့ဆူတောင်းလိုက်မယ်ဆိုရင်ဒီရက်တွေအတွင်းမှာတော့အင်္ဂါနေ့မွေးစနေနေ့မွေးဖွားသူတွေအနေနဲ့ကျွန်တော်ထူးထူးခြားခြားကိုယ့်ကိစ္စတွေအောင်မြင်ဆင်ပြေသွားမယ်ရက်တစ်ပတ်တာကျွန်တော်တို့ဖြစ်သွားပါလိမ့်မယ်စနေနေ့မွေးဖွားသူများအားလုံးကျန်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ